အရင်ဆုံးဒီ channel ကိုကြည့်ကြည့်ပါကာတွန်းဗီဒီယိုတွေတင်ပြီးတော့ view ကလည်းများများရပါတယ် view တွေကြည့်မဲ့ဆိုရင်4 million 1 million 2 million ဆိုပြီးတော့ view တွေကောင်းကောင်းရနေပါတယ်ဒီနေ့တော့ဒီလိုမျိုးဗီဒီယိုတွေကိုဘယ်လိုလောက်ကလဲဆိုတာလေးကိုအဆဆုံးပြပြမှာဖြစ်ပါတယ်လုံပုံးလုံးနေအားလုံးက free ဖြစ်ပြီးတော့ဗီဒီယိုကို editing လုပ်နေမြန်မာအတန်ထက်နေမြန်မာစာရန်ထိုးနေနဲ့ဗီဒီယိုကို social media ပေါ်မှာဘယ်လိုတင်ရတာလဲစတဲ့အချက်အားလုံးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုကိုစိတ်ဝင်စားတဲ့ဆိုရင်အဆုံးထိ ကြည့်ပါ application down မို့ကျွန်တော်တို့ play store ထဲဝင်ပါမယ် play store ရဲ့ search box ထဲမှာကျွန်တော်အခုလိုရိုက်ထားတဲ့ပုံစံနဲ့ရိုက်လိုက်ပါရိုက်ပြီးသွားပြီဆိုရင်ဒီ application ကိုကျွန်တော်တို့ phone နဲ့မှာ down ထားလိုက်ပါပေါ့နော် install ထားပြီဆိုရင် open လို့နှိပ်လိုက်ပါမယ်အကယ်၍ဒီနေရာမှာပဲအဲ့ဒီ application ကရက်ပြီးတော့ရှေ့ဆက်မသွားဘူးဆိုရင် ကျွန်တော်တို့ VPN ခံဖို့လိုတယ်ပေါ့နော်ဆိုရင် VPN တစ်ခုကိုခံလိုက်ပါမယ်ပြပြတဲ့နဲ့ဒီနေရာမှာ language ရွေးပြရမှာဖြစ်ပါတယ် မြန်မာ language မရှိဘူးပေါ့နော်အစင်ပြေတဲ့ဟာလေဒီမှာယူလိုက်ပါကျွန်တော်ကတော့ english လိုပဲယူလိုက်ပါမယ်ပြည်ဒါနဲ့အောက်ကဒေါင်းကိုနှိပ်လိုက်ပါမယ်ပြည်ဒါနဲ့ဒီလိုမျိုးစာမျက်နှာပေါ်လာမှဖြစ်ပါတယ်ဒီလိုမျိုးစာမျက်နှာပေါ်လာရင်အပေါင်းလေးကိုတစ်ချက်နှိပ်ပါမယ်ပြီးကျွန်တော်ဒီနေရာကိုတစ်ချက်နှိပ်ပါမယ်ပြန်ဒီလိုမျိုးစာမျက်နှာပေါ်လာမှာဖြစ်ပါတယ်ဒီမှာကာတွန်းအနီမေးရှင်းတွေအများကြီးရှိနေတယ်ပေါ့နော်ဘယ်လိုမျိုး icon တွေရှိနေတယ်ဆိုရင်ဒီဟာလေးကိုကျွန်တော်တို့သုံးဖို့ကျွန်တော်တို့ကြော်ညာတွေကြည့်ရမှာပေါ့နော်ကြော်ညာတော့နှစ်ခေါက်ကြည့်ရမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့တစ်ခေါက်ပဲကြည့်ရမှာပေါ့နော် ဒါတော့ကျွန်တော်တို့ခရီးသုံးမယ်ဆိုရင်ကျွန်တော်တို့ပတ်စံနဲ့ဝယ်တော့မှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ပတ်စံနဲ့ဝယ်မတော့ပါဘူး။ free ရတဲ့ဟာလေးတော့မယ်။ဒါမှမဟုတ်ကြော်ညာကြည့်ပြီးတော့ကျွန်တော်တို့ဒီဟာလေးကိုတော့မှာမယ်။ဘောပဲရှိတာမဟုတ်ပါဘူးပေါ့နော်။ဒီအောက်မှာတွေလည်းအများကြီးရှိနေတယ်ပေါ့နော်။ကိုယ်နဲ့အဆင်ပြေမဲ့ဇာလန်းကိုကြည့်ပြီးတော့ဒီကာတွန်းပုံလေးကိုယူပြီးတော့တော့မှာဖြစ်ပါတယ်ပေါ့နော်။ကျွန်တော်ဥပမာအနေနဲ့တပုံတော့ကျွန်တော်ဒေါင်းကြည့်လိုက်ပါမယ်။ဥမာဒီဒီပုံကြိုက်တယ်ဆိုရင်ဒီပုံတစ်ချက်ဒီလိုထိလိုက်ပေါ့နော်။

ကျွန်တော်တို့ကိုဘကိုအတန်ဖန်တီးထားရဆိုရင်အဲ့ရတန်တို့လည်းသွားပြီးတော့ထည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာဘာမှမပြောင်းဘူးပေါ့နော်။ကျွန်တော်တို့ကမြန်မာလိုအတန်ထဲမှာမလို့ဒီနေရာမှာကျွန်တော်တို့ဘာမှမပြင်ပါဘူး။ဒါတိုင်းဒီတိုင်းပဲကျွန်တော်တို့ဒီဗီဒီယိုကိုယူလိုက်ပါမယ်။ဗီဒီယိုကိုယူဖို့ကျွန်တော်တို့အပေါ်က Xbox ကိုနှိပ်လိုက်ပါမယ်။ Xbox ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ Google account ကနေဝင်ပြရမှာဖြစ်ပါတယ်။ဒါဆိုရင် Gmail တစ်ခုထည့်ပြီးတော့ login ဝင်လိုက်ပါမယ်။ လောရင်ဝင်လာရင်ဒီလိုမျိုးဆာမင်လာပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်ဒီအပေါ် export ကိုနှိပ်လိုက်ပါမယ်ဒီလိုမျိုးပေါ်လာရင်ကျွန်တော်တို့ save to gallery ကိုနှိပ်ပါမယ်ဒါဆိုရင်ဒီ video က gallery ထဲရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒီကို down ပြပါပြီဆိုရင်ကျွန်တော်တို့မြန်မာအတန်နေသွားထည့်ပါမယ်မြန်မာတန်ထည့်ဖို့ကျွန်တော်တို့ဗီဒီယိုတပုတ်ကိုသွားရှာပါမယ်ဒါမှရှာရမယ်ဆိုရင် TikTok မှာသွားရှာပါမယ်ဒါဆိုရင် TikTok ထဲဝင်လိုက်ပါမယ်ထားတဲ့ဗီဒီယိုများဆိုပြီးတော့ရိုက်ရှာလိုက်ပါ ဗီဒီယိုရှာတွေ့ပြီဆိုရင်အဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ဒေါင်းလိုက်ပါမယ်။ဒေါင်းပြီးတာနဲ့ကျွန်တော်တို့ဒီကထွက်လိုက်ပါမယ်။ထွက်ပြီးတော့ insert application နဲ့သွားပါမယ်။တကယ်လို့ဒီ application မရှိဘူးဆိုရင် Play Store နဲ့ဒေါင်းထားပါ။တွင်ချင်းကိုဒီလိုမျိုးဆာမင်နာပေါ်လာရင်ဒီဗီဒီယိုတစ်ချက်နှိပ်ပါမယ်။ပြီးတော့ new ကိုတစ်ချက်နှိပ်ပါမယ်။ cartoon video ကိုအရင်ဆုံးယူလိုက်ပါမယ်။ကတ်တုန်ဗီဒီယိုထည့်ပြီးပြီဆိုရင်ဒီ watermark ကိုတစ်ချက်ဖြောက်ပါမယ်။ watermark ဖြောက်ဖို့ဒီအပေါ်အချက်ချက်ကသေးလေးကိုတစ်ချက်နှိပ်ပါမယ်။ သူ free remove ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ဒါဆိုရင် water map ပျောက်သွားမှာဖြစ်ပါတယ်။နည်းဒီ video တစ်ချက်ဒီလိုမျိုးထိလိုက်ပါထိပြီးတာနဲ့ screen default ကိုတစ်ချက်နှိပ်ပါမယ်။ဒီအတောင်လောကထောက်ပလိုက်ပါမယ်0လောက်လိုက်ပါမယ်ပြီးွားရင်ကျွန်တော်တို့တက်တော့ကလည်းယူထားတဲ့ဗီဒီယိုဖိုင်ကိုတွားယူပါမယ်ဗီဒီယိုဖိုင်ကိုယူဖို့အတွက်ကိုကျွန်တော်တို့ audio ဝင်ဝင်ပါမယ်ပြီးရင် music ထဲဝင်ပါမယ်ပြီးရင်ဒီမှာ extra audio for video ဆိုတာလေးကိုတစ်ချက်နှိပ်ပါမယ် ဆိုရင်တက်တော့ယူထားတဲ့ဗီဒီယိုဖိုင်ကိုဒီမှာပြန်ရွေးပါမယ်ပေါ့နော်ရွေးပြတာနဲ့ဒီလိုမျိုးပေါ်လာရင်ဒီအော်ဒီယိုဖိုင်လေးကိုပေါ့နော်ဒီမှာယူရမှာဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီ ठी ပဲယူပါမယ်ကြိုက်တယ်လို့ထင်တလိမ့်ဆန်စကားပြောတယ်ဒီလိုမျိုးရပြီဆိုရင်ကျွန်တော်တို့ဒီချက်ချက်ခက်ကိုတစ်ချက်နှိပ်လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုဖိုင်မရောက်ပဲနဲ့အော်ဒီယိုဖိုင်တည်တန်းရောက်လာမှာဖြစ်ပါတယ်ပေါ့နော်။အဲဒါဆိုရင်ဒီအပေါ်ကကာတွန်းပုံနဲ့ဒီအော်ဒီယိုဖိုင်နဲ့ကိုင်းညီမှုရှိမရှိကိုတစ်ချက်ဆက်ဆေးလိုက်ပေါ့နော်။ကိုင်းညီမှုရှိပြီဆိုရင်ကျွန်တော်တို့ဒီမှာမြန်မာစာတန်းလေးပြန်ထိုးပါမယ်။ အမစာရန်ထိုးဖို့ပထမဦးဆုံးသူဘယ်လိုစကားမျိုးပြောနေလဲဆိုတာလေးကိုအရင်ဆုံးနားထောင်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တော့ထွက်နေပြီကျွန်တော်ကျွန်တော်ဒေါသထွက်နေပြီလို့ပြောတဲ့အချိန်မှာကျွန်တော်တို့ဒီမှာစာရေးရမှာပေါ့နော်ဒါဆိုရင်ရေးဖို့အတွက်ဒီ text ကိုနှိပ်ပါမယ်ပြီးရင် text ကိုထပ်နှိပ်ပါမယ်ကျွန်တော်ဒေါသထွက်နေပြီလို့ရေးပါမယ်ပေါ့နော် ဒီနေရာမှာကျွန်တော်လို့ရင်ရေးလိုက်ပါမယ်ကျွန်တော်လို့ရေးပြီးတဲ့နဲ့ဒီနေရာမှာရက်လိုက်ပါတော့ရက်ပြီးတော့ကျွန်တော်ကျွန်တော်လို့ပြောလိုက်တဲ့အချိန်မှာဒီလီစာကိုတစ်ချက်ထိထိပြီးတဲ့နဲ့ဒီမှာ split ကိုတစ်ချက်နှိပ်လိုက်ပါတော့ဒါဆိုဒီကနေ့ဒီလီစာပြတ်သွားမှာပါတော့ပြီးတော့နောက်တစ်ဆင့်ထပ်ရေးပါမယ်တော့သာထွက်နေပြီပေါ့နော်ဒါဆိုရင်အရင်ဆုံးဒီစာကိုအရင်ဆုံးဒီ audio file ကိုနားထောင်ကြည့်ပေါ့နော်တော့သာထွက်နေပြီ ဒီ ठी ပေါ့နော်ထွက်နေပြီဆိုတာဒီ ठी ရောက်သွားလို့ဒီ ठी ရောက်သွားလို့ဒီမှာ split ချလိုက်တာပေါ့နော်ပြီးတော့ဒီဒီစာကိုတစ်ချက် ठी ठी ပြတာ ਨੇ ဒီ edit ကိုတစ်ချက်နှိပ်မှထွက်နေပြီလို့ရေးမယ်ပေါ့နော်ဒေါသထွက်နေပြီလို့ရေးလိုက်ပါမယ်ဒီလိုမျိုးတွေပဲစာတွေကိုအကောလုံးဖြတ်ဖြတ်ပြီးတော့ရေးလိုက်ပါတော့ ရေးပြီးတာနဲ့ဒီစာတွေကိုလည်းကျွန်တော်တို့ညှိလို့ရတယ်ပေါ့နော်ဒီလိုမျိုးညှိဒါမှမဟုတ်ကြီးအသေးလှုပ်ချင်လည်းလှုပ်ပေါ့နော်ဒီလိုစောင်းချင်လည်းစောင်းလို့ရတယ်ပေါ့နော်ကျွန်တော်မြန်မြန်ဆန်ဆန်လေးလှုပ်လိုက်ပါမယ်ပြီးရင်စာတွေကိုဒီလိုကြီးလိုက်ပေါ့နော်ကျွန်တော်ဖွင့်ပြပေးပါမယ်ကျွန်တော်ဒေါသထွက်နေပြီကျွန်တော်ပြောတာမရတော့ဘူးဘလို့မှမရတော့ကျွန်တော်လူမဟုတ်မှန်းကျွန်တော်သိသွားပြီလေကျွန်တော်လူစကားပြောလို့မရတော့ဆိုရင်ဒီလိုမျိုးရေးပြပါပြီဆိုရင်ဒီစာကိုကျွန်တော်တို့ထပ်ပြင်လို့ရတယ်ပေါ့နော် ဒီနေရာမှာဆိုရင်ဒီစာကျွန်တော်တို့ဒီမှာထပ်နေတဲ့အတွက်ကိုဒီလိုမျိုးလေးလှုပ်လိုက်ပါတော့ဒီမှာအသေးလှုပ်ချင်တယ်ဒီလိုလှုပ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးလေးပြင်လိုက်ပါတော့နည်းနည်းလေးကြည့်လို့ကောင်းတဲ့နေရာလေးထားလိုက်ပါတော့မြန်မာဖောင်းနေမရှိဘူးဘလို့ထည့်ရမလဲဆိုတာလေးကိုပါကျွန်တော်ပြပြပေးပါမယ်ဒီ text ကိုနှိပ်လိုက်ပါ စာရေးထားတဲ့စာကိုတစ်ချက်ထိလိုက်ထိပ်ပြီးတာနဲ့ဒီမှာ edit ကိုနှိပ်ပါမယ်နှိပ်ပြီးတာနဲ့ဒီမှာ aa ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်နှိပ်ဒီမှာ download ရှိတယ်เนาะဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ file manager ထက်ရောက်သွားမှာဖြစ်ပါတယ်ဗောနော် manager ထက်ရောက်လာရင်ကျွန်တော်တို့ဒီအဆက်30ကိုနှိပ်ပါမယ် UI default နေရာကျွန်တော်တို့မြန်မာ font တွေလည်းရှိတယ်ပေါ့နော် default ကဘယ်ရရလဲဆိုရင်ကျွန်တော်ပြပြပေးပါမယ် font တွေကလည်းကျွန်တော်တို့ယူပြီးတော့ကျွန်တော် install application တွေထည့်ထားတာဖြစ်ပါတယ်ပေါ့နော် Play Store မှာ Zap Font 3ဆိုပြီးတော့ရိုက်ရှာပြီးတော့ဒီ application ကို install ထားလိုက်ပေါ့နော်ပြသွားပြီဆိုရင်အဲ့ application ထဲကလည်းကျွန်တော်တို့ font တွေကို down ထားလိုက်ပေါ့နော်ကျွန်တော်တို့ file manager ထဲရောက်လာမှာပေါ့နော် ဖိုင်မန်နေဂျာထက်ရောက်လာရင်ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်ဒီလိုမျိုးပေါ်လာရင်ကျွန်တော်တို့ down ထားတဲ့ဟာမန်သမ ्या ကိုကျွန်တော်တို့ဒီမှာမြင်ရမှာဖြစ်ပါတယ်ဗောနော်ဒီနေရာမှာကျွန်တော်တို့မြင်ရမှာပါအဲ့ဒါဆိုရင်ကျွန်တော်တို့မြန်မာ found လို့ down ထားတဲ့ဆိုရင်ကျွန်တော်တို့ဒီနေရာမှာမြန်မာဆိုပြီးပေါ်လာမှာဗောနော်တကယ်လို့အင်္ဂလိပ်လို့ down ထားတဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ extra red ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့မြန်မာဖောက်ကိုတစ်ချက်ထောက်လိုက်ထောက်ပြီးတာနဲ့ဒီမှာမြန်မာဖောက်နေကျွန်တော် down ထားတာဖြစ်ပါတယ်ဗောနော် ဒါဆိုရင်ဒီဒီမှာမြန်မာဖောက်နေကိုယူပြီးတော့ဒီလိုမျိုးနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးဒီစာတွေဖြတ်သွားမှာပေါ့နော်ဒီမှာကျွန်တော်တို့မြန်မာဖောက်နေကျွန်တော်ဒီမှာမြန်မြန်တောင်းထားပါတယ်အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့မြန်မာဖောက်နေထည့်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင်အကောင်လုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့အမှန်ချစ်ချက်လိုက်ပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်ရပြီပေါ့နော်ဒီမှာဒီဗီဒီယိုတပုတ်ရပြီဒီဗီဒီယိုတပုတ်ရတာ ਨੇ ကျွန်တော်တို့အပေါ်က export ကိုနှိပ်ပြီးတော့ကိုယ့်ဖုန်းထဲမှာဆေးလိုက်ပေါ့နော်ဒီအပေါ်က export ကိုနှိပ်လိုက်ပါ စ်ဖို့နှိပ်ပြတာနဲ့ကျွန်တော်တို့ဒီနေရာမှာ1080ပဲထားပါတော့ဒီနေရာမှာတော့ကျွန်တော်တို့60ထားရမှာဖြစ်ပါတယ်ဒီနေရာမှာဒီလို60ကိုပြောင်းလိုက်ပါ။ဘာဖြစ်လို့လဲဆိုတော့ SD quality နဲ့ down မှမို့လို့ပါ။အဲ့လိုပြောင်းပြီးသွားပြီဆိုရင်ဒီ Apple Watch Pro ကိုတစ်ချက်နှိပ်လိုက်ပါမယ်။နှိပ်ပြီးတာနဲ့ကျွန်တော်တို့ down မှဖြစ်ပါတယ်ပေါ့နော်။ ဒီမှာဗီဒီယိုဒေါင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့အလေးရနဲ့ထွက်ထားလိုက်ပါတော့ဗီဒီယိုဒေါင်းပြီးသွားပြီဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာတွတ်တင်ပါမယ်ဆိုရှယ်မီဒီယာတင်ဖို့အတွက်ကိုကျွန်တော် TikTok အနေနဲ့ပဲပြောလိုက်ပါမယ် TikTok ထဲဝင်ပါမယ် TikTok ထဲရောက်လာပြီဆိုရင်ကျွန်တော်ဒီမှာ plus sign ကိုတစ်ချက်နှိပ်မယ်ပါတော့ဒါကတော့လူတိုင်းသိပါတယ် plus sign နဲ့အဲ့ဗီဒီယိုတွားယူယူပြီးတဲ့နေမနက်ကိုနှိပ်ပါတော့နက်ကိုနှိပ်ပြီးတော့နက်ကိုထိုင်နေနက်ကိုထိုင်နေပြီးဒီဒီယာမှာကျွန်တော်တို့စာရေးလို့ရတယ်ပါတော့ ာရေးပြရပြီဆိုရင်ကျွန်တော်တို့ဒီမှာ hashtag တွေရေးမယ်ပေါ့နော် hashtag ဒီထည့်လို့ရတယ်ဖြစ်ပါတယ်ပေါ့နော်၅ခု၆ခုတော့ထည့်လိုက်ပေါ့နော်ထည့်ပြရတာနဲ့ကျွန်တော်တို့ဒီမှာအောက်က post ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ video ကဒီမှာရပြီပေါ့နော်ဒီနေရာမှာတစ်ခုပြောချင်တာက video တင်မယ်ဆိုရင်ဥပမာအနေနဲ့ညနေ၃နာရီအတိအတိတင်မလားဒါမှမဟုတ်၄နာရီမှတင်မလားနေ့တိုင်းတော့တင်ရမှာပေါ့နော် အနည်းဆုံးတစ်ရက်ကိုတစ်ပုတ်ဖြစ်ဖြစ်နှစ်ပုတ်ဖြစ်ဖြစ်အနည်းဆုံးတင်ပါဒီလိုမျိုးတွေနဲ့အနည်းဆုံးတစ်လလောက်တောက်၆တင်နေမှာဆိုရင်ကိုယ့်ရဲ့အကောင့်က follower တွေများမယ် viewer တွေပိုများလာမှာဖြစ်ပါတယ်ပေါ့နော်